ပြတာလျောင်းတောင်ကြီးတောင်ဘက်နန္ဒမိတ်ဇေလံအနောက်ဘက်နန္ဒမိတ်ဘေးရမြောင်တွင်းရှိ အိမ်ကောင်စုဒေသခံပြည်သူများအနေဖြင့်ယခုအချိန်မှစ၍အန်ဒီယေဇွန်တတ်မှတ်နန္ဒမိတ်အတွင်းမှအမြန်ဆုံးကြောင်းရွှေ့ထွက်ခွာ ပေးပါရန်နှိုးဆော်အတိပေးအပ်ပါသည်ကြောင်းရွှေ့နေထိုင်ရန်အခက်အခဲရှိအိမ်ကောင်စုများအနေဖြင့်ဟောင်ရရက်ွက်ရှိဝေဘူးချောင်းစွန်းလောင်းမန်းတပ်များနှင့်ဇရက်များတွင် က်တနေထိုင်နိုင်ရေးကယ်ဆယ်ရေးစခန်းကြီးကြပ်မှုကော်မတီထံတွင်စည်ရုံးပေးသွင်း၍ကြောင်းရွှေ့နေထိုင်ကြရန်အတိပေးအကြောင်းကြားပါသည်အန်ဒီရှိသည့်ကြောက်တုံးကြီးအားဖောက်ခွဲဖြတ်စည်းနိုင်ရေးတာဝန်ရှိသူများအနေဖြင့်စီမံဆောင်ရွက်လျက်ရှိပါကြောင်းနှင့်အန်ဒီကင်းရှင်းချိန်အားထပ်မံအတိပေးထောက်ပြန်သွားမည်ဖြစ်ပါသည် အန်ဒီရကင်းရှင်းစဉ်သတ်မှတ်ပြညာပြီးချိန်မှသာအန်ဒီရဇုံသတ်မှတ်နေမည်အတွင်ပြန်လည်ဝင်ရောက်ကြပါရန်အတိပေးမိုးစွာအကြောင်းကြားပါသည်မြို့နယ်ဒီဟန်တွင်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ကြောက်ဆယ်မြို့နယ်ကြောက်ဆယ်မြို့ရွှေသာလျောင်းတောင်ပေါ်ကကြောက်တစ်တာခေါ်ကြောက်တုံးကြီးပြုတ်ကျနိုင်လို့အန်ဒီရဇုံသတ်မှတ်ပြီးလူတွေရေးပေါ်ပြောင်းရွှေရာကြောက်တုံးကြီးအလင်းဘေးဒဏ်ကြောင့် အောက်ကိုပြုတ်ကြဖို့ကိုဆဲရခိုင်လုံးရောက်ရှိနေပါပြီရွှေတာလျောင်းတောင်ကြီးရှိစူကြီးရက်ွက်ရှိမြောက်ဖက်နယ်နမိတ်အနောက်ဖက်နယ်နမိတ်တောင်ဖက်နယ်နမိတ်အရှိဘက်နယ်နမိတ်တွင်းရှိအိမ်အောင်စုဒေသခံတွေအားလုံးအနည်းငယ်ဆုံးတည်းကနေအမြန်ဆုံးပြောင်းရွှေ့ပေးကြပါ ဆိုပြီးမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ကလိုက်လံတတိပေးပြောဆိုနေတာဖြစ်ပါတယ်။အရေးပေါ်ပြောင်းရွှေ့နေထိုင်ကြမဲ့ဒေတာခန့်တွေအနေနဲ့နေထိုင်စရာလိုအပ်ပါကဝေဘူးချောင်းတမယုံမှာယာယီနေထိုင်နိုင်ဖို့စီစဉ်ပေးထားတာကြောင့်လာရောက်နေထိုင်နိုင်တယ်လို့သိရပါတယ်။ အဆိုပါကြောက်တုံးကြီးကိုတော့တက်ဆိုင်ရမျိုးနဲ့တာဝန်ရှိသူတွေကဖောက်ခွဲဖြက်စီးဖို့စီစဉ်နေတယ်လို့သိရပါတယ်။ကြောက်တုံးကြီးကတော်တော်ကြီးတယ်။မြို့နယ်ကဖောက်ခွဲဖြက်စီးဖို့လုပ်နေကြတယ်။စုကြီးရက်ကွက်ကလူတွေလည်းပြောင်းရွှေ့ရတယ်လို့ကြောက်ဆယ်မျိုးဒေတာခန်ကပြောပါတယ်။